Idea Story Knowledge Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီအပတ်မှာတော့ဗောနော်ဒီ Gen စာ3 Channel ပတ်သက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီ Gen နဲ့ပတ်သက်ပြီးတော့ဗောနော်နံပါတ်1အနေနဲ့ဒီ Gen ကိုပုံမှန်စာ3ပေးခြင်းအပြင်တက်တာပြောင်းကင်းစေမယ့်ရောဂါလက္ခဏာစီမျိုးကြောင့်နောက်တစ်ချက်ကတော့ဘောနော်ဒီဂျင်းကိုဘလို့အခြေအနေတွေမှာရှောင်ကျဉ်တဲ့နယ်လေးဆိုတဲ့အချက်တွေပဲဖြစ်ပါတယ် ကျွန်တော်တို့သိတဲ့အတိုင်းပါပဲဂျန်ကအကျိုးကျေးဇူးများစွာရှိပြီးတော့ကျွန်တော်တို့နေ့စဉ်စားတဲ့အစားစာတွေနဲ့ထည့်သွင်းစားသုံးပေးခြင်းဖြင့်ယောဂလက္ခဏာများစွာကိုတည်တားစေနိုင်မှာပဲဖြစ်ပါတယ်။ကြောင်ရမှုကိုစန့်ကျင်တဲ့ဂုဏ်သက်တည်တဲ့ပြင်သူရဲ့ထူးခြားတဲ့အကျိုးကျေးဇူးတွေကြောင့်မို့ကျန်းမာရေးဂရုစိတ်တတ်တဲ့သူတိုင်းရဲ့မိဘကြောင့်လည်းမပါမဖြစ်ရှိတဲ့အရာတစ်ခုလေးဖြစ်ပါတယ်။အဲဒီတော့ကျွန်တော်တို့ ပထမဆုံးတစ်ချက်နေနဲ့ပေါ့နော်ဒီဂျင်းစာသုံးဂျင်းဖြင့်တသက်ပြောက်ကင်းစေနိုင်မယ့်ယောဂဝေဒနာ၁၀မျိုးကိုဆက်လက်ကြည့်လိုက်ကြရအောင်နံပါတ်၁အချက်နေနဲ့ကတော့ဒီကျွန်တော်တို့ကိုလက်စတရောများနေတဲ့သူတွေအတွက်ပဲဖြစ်ပါတယ်ဂျင်းကကျန်းမာတဲ့ကိုလက်စတရောဆင်ကိုထိန်းသိမ်းရမှာအကူအညီပေးတာပဲဖြစ်ပါတယ် ကိုလက်စတောများနေတဲ့သူတွေအတွက်ကတော့တနည်းကိုဂျင်းပမာဏနည်းနေပုံမှန်စားသုံးပေးခြင်းဖြင့်စုစုပေါင်းကိုလက်စတောနဲ့တွေးထဲမှာရှိတဲ့အဆီဒက်အဆင်ကိုတည်တည်တာတာရှော့ချပေးနိုင်ကြောင်းဆိုထားချက်တွေရှင်းပြပါမယ်။အဲတော့ကျွန်တော်တို့ဒီဂျင်း1ဂရမ်ပေါ့နော်။ဒါမှမဟုတ်ဘူးဆိုလို့ရှင်တော့ဂျင်းလက်သက်စစာပမာဏကိုပုံမှန်နည်းနည်းစားသုံးပေးခြင်းဖြင့်ဘေးထွက်ဆိုးကျိုးနည်းပြီးတော့ကိုလက်စတောများနေတဲ့သူတွေအတွက်စားသုံးတဲ့ပမာဏပဲဖြစ်ပါတယ်။ ဂျင်းလက်သစ်စာကိုလက်စထရောကိုထင်းထင်းရမှာလွယ်ကူစွာရရှိနိုင်ပြီးတော့ကျွန်တော်တို့ဒီကိုလက်စထရောရှော့ချနေသူတွေအတွက်ကတော့ကွန်ဂျက်စိတ်သက်သာတဲ့နေလန်းတွေတဲကတခုလေးဖြစ်ပါတယ်။အဲတော့ကိုလက်စထရောများနေသူတွေအနေနဲ့ကတော့ဂျင်းကိုဒီပမာဏနည်းနေပေါ့နော်ပုံမှန်စားသုံးပေးခြင်းဖြင့်အကျိုးကျေးဇူးတွေရရှိလာမှာပဲဖြစ်ပါတယ်။နံပါတ်1အချက်အနေနဲ့ကတော့အဆက်ချင်းလမ်းကြောင်းဆံရပြဿနာရှိတဲ့သူတွေပဲဖြစ်ပါတယ်။ဂျင်း ်1တရမ5ဂရမ်ပေါ့နော်ပြောရရင်တော့အနယ်တော်ပိုင်းထားတဲ့ခြင်းအပြားလေးတစ်ပြားကိုနေစဉ်စားသုံးပေးခြင်းဖြင့်အစိမ်းမိမသားဖြစ်မှုတွေကိုတသာစေနိုင်မှာပဲဖြစ်ပါတယ်။ကုံမင်းဆောင်အမျိုးသမီးတွေနေနေရလဲတနည်းလင်းခြင်း1ဂရမ်ပမာဏနည်းနည်းစားသုံးပေးခြင်းဖြင့်ကိုယ်ဝန်ဆောင်ကာလအတွင်းမှာဖြစ်တဲ့ပြောင်းအန်ခြင်းကိုထိရောက်စွာရှင်းချပေးနိုင်မှာပဲဖြစ်ပါတယ်။အဲ့ဒီပြင်ဒီ GRE လို့ခေါ်တဲ့အစဉ်အချင်းအပေါ်စံတချင်းယောဂါကိုလည်းဒီခြင်းစားသုံးပေးခြင်းဖြင့် တက်တာစီပြီးတော့အကူအညီဖြစ်စေမှာပဲဖြစ်ပါတယ်။လေပေါ်လာတဲ့အစင်ဖောင်းတာတွေကိုရှော့ချပေးပြီးတော့အစင်ပေါ်မှာရှိတဲ့ဖျားကိုရှော့ချစီလို့မို့အစင်နဲ့အစင်ပြိုကိုဆက်တဲ့ကြွတာအဆိုရှင် NES ပွင့်သွားခြင်းအနေကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီအဆိုရှင်ပွင့်သွားမယ်ဆိုလို့ရှင်เนาะအ စအင်ကနေအချင်းယူတဲ့အစပြွန်သေးသောစံတက်ပြီးတော့ရင်ပူခြင်းကိုဖြစ်စေနိုင်လို့ပဲဖြစ်ပါတယ်။အဲဒါကျင်းကုန်ပုံမှန်စားသုံးပေးခြင်းဖြင့်ပေါ့နော်ပမာဏအနည်းငယ်ကိုပြောခြင်းဖြစ်ပါတယ်။ပုံမှန်စားသုံးပေးခြင်းဖြင့်ဒီအစင်ချင်းပြတ်တဲ့ချင်းကြောင့်ဖြစ်တဲ့ပေါ့နော်ရင်ပူခြင်းတွေကိုမဖြစ်အောင်လျှော့ချပေးနိုင်မှာပဲဖြစ်ပါတယ်။နံပါတ်3ချက်အနေနဲ့ကတော့ခေါင်းကိုက်တက်တဲ့ဝေဒနာရှိသူတွေအတွက်ကတော့ခေါင်းနှံကိုက်ဝေဒနာကိုသတ်သားစေခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဂျင်းကိုရာသွနှစ်ပေါင်းများစွာကြာပါတော့เนาะဒီကောင်းနှချမ်းကိုက်ဝေဒနာအတွက်အိမ်တွင်ကိုတော်ဖြင့်အသုံးပြုခဲ့တာတော့ကြာပါပြီကောင်းနှချမ်းကိုက်ချမ်းမှာပါဝင်နေတဲ့ကျွန်တော်ဒီခနာကုန်ရဲမှာရှိတဲ့ရောင်ရမှုဖြစ်စေတဲ့အန်ဆိုင်တွေကိုသားစီပေးခြင်းဖြင့်ဒီဂျင်းကတဒါရအောင်ကုညီပေးနိုင်မှာပဲဖြစ်ပါတယ်အဲ့ဒီဖြင့်ကြွက်သားတွေကိုပြေရှိုးစေပြီးတော့သွေးကြောတွေရောင်ရမှုကိုရှင်းချပေးနိုင်တဲ့အတွက်ကြောင့်မို့နာကျင်မှုကိုလည်းတဒါစေနိုင်ပါတယ်ဒါကြောင့် ကျင်းနှင်းငယ်ပုံမှန်စားပေါင်းပေးခြင်းဖြင့်ခေါင်းကိုက်ဝရဏရှိသူတွေအနေနဲ့ခေါင်းကိုက်ဝရဏခံစားရခြင်းမှာသက်သာစေမှာပဲဖြစ်ပါတယ်မလေးချက်နေနေရတော့အမျိုးသမီးတွေတော်တော်များများရာသီလာစဉ်ခံစားရတဲ့ဒီနာကျင်ကြိုက်ခဲမှုကိုတတရာရရစေမှာပဲဖြစ်ပါတယ်။ကျင်မှာ ကျန်ကြရောရှာကြရောစင်ကဝမ်ဘာဝင်ပေါ့နော်ဒီတတိုးဆန့်ကျင်ပစ္စည်းတွေကယာဒီမလာမီနဲ့ယာဒီလာစင် ကာလာတွေမှာဖြစ်ပေါ်လဲရှိတယ်ကျွတ်သားတွေတစက်ဆက်ညောင်းညာကြိုက်ခဲခြင်းကိုပြေလျှော့စေခြင်းဖြင့်အကူအညီပေးမှာပဲဖြစ်ပါတယ် ဒီရှာဂရောတပေါင်းနေဟာကြာရှိစွာအသုံးပြုမယ်ဆိုလို့ရှိရင်တော့မြန်သမီးတွေအနေနဲ့ပေါ့နော်ရာသီလာတဲ့နာကျင်မှုတွေကိုပါရှော့ချပေးနိုင်မှာပဲဖြစ်ပါတယ်။အဲဒီပြင်လေထိုးလင်အောင်တက်တာစေတဲ့အာနိသင်ရှိလို့မို့ရာသီလာစဉ်ဟော်မုန်းပြောင်းလဲကြောင်းမို့ကြုံတွေ့ရလေးရှိတဲ့ပြောင်းရနာတွေအစမကြေခြင်းတွေကိုလည်းတက်တာစေနိုင်ပါတယ်။အဲဒီတွင်ရာသီလာစဉ်နာကျင်မှုကိုတက်တာစေဖို့ခြင်းလက်သင်စာစာသုံးပေးခြင်းဖြင့်အမှန်တကယ်တက်တာစေမှာကတော့ဒေတာပဲဖြစ်ပါတယ်။ မြမငါချန်နေနေရတော့တွေ့တို့ယောဂရှိသူတွေအတွက်ဖြစ်ပါတယ်။ဂျင်ဟာခန္ဓာကိုယ်ထဲမှာ ရှိတယ်ပေါ့နော်ဒီ NGO Tenzin Converting Enzyme ခေါ်တဲ့ AZ ကိုတားဆီးပေးခြင်းဖြင့်တွေ့တို့ကြာစေတာပဲဖြစ်ပါတယ်။အဲ့ဒီ enzyme ကတွေ့တို့ယောဂဖြစ်ပေါ်ရမှာအခန်းကဏ္ဍကနေပါဝင်နေတော့မို့ဂျင်နဲ့ငယ်စားသုံးပေးခြင်းဖြင့်တွေ့တို့ယောဂရှိသူတွေအနေနဲ့ဒီသွေးပုံချိန်ကိုအမှန်ကန်ချိန်ညှိပြီးတော့သက်သာရရစေမှာပဲဖြစ်ပါတယ်။ ညနေ6ချက်နေနေရတော့ဒီချောင်းဆိုးခြင်းနဲ့အေးမိခြင်းတွေအမှန်တကယ်ကိုညံ့စေနေတဲ့စစ်တခွက်ပဲဖြစ်ပါတယ်။ဂျင်းမှာပိုလီစချာရဲလို့ခေါ်တဲ့ဒဘောင်းနဲ့ပေါင်မယ်လို့မို့အဲသူ့ရဲ့ဒဘောင်းရဲ့တဘာဝအလျောက်ချောင်းဆိုးပျောက်စေတဲ့ကွန်တတီတောင်မင်းဖြစ်ပါတယ်။ဥပမာနည်းနည်းပြောမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ဒီချောင်းဆိုးပျောက်ဖို့အတွက်ဆိုလို့ရှင်ဂျင်းကနေထုတ်ယူထားတဲ့ဂျင်းအည်နဲ့ကပလာကွန်ပေါ့နော်ပြောရရင်တော့ လီမိုကွန်တို့ပေါင်းဆက်အသုံးပြုခြင်းဖြင့်ပေါ့နော်ပေါင်းဆက်ပြီးတော့ကျွန်တော်တို့စားသုံးပေးခြင်းဖြင့်ချောင်းဆိုးခြင်းတို့အမှန်တကယ်သာသာပျောက်ကင်းစေမှာပဲဖြစ်ပါတယ်ချောင်းဆိုးဖြစ်နေတဲ့သူတွေအတွက်အိမ်တွင်းကုတုံးအနေနဲ့ဒါအလွန်ကောင်းမွန်တဲ့ပြည့်ရစိုးကြောင့်နည်းတဲ့စီနီတစ်မျိုးပဲဖြစ်ပါတယ်အဲ့ဒီပြင်ကျွန်တော်တို့ဂျမ်းမာပေါ့နော်အချို့ပြုဒရပောင်းနေဖြစ်တဲ့ ginger roll လို့ပေါ့နော် sugar roll လို့စတဲ့ဒရပောင်းနေပါဝင်မှုကလည်းရောင်ရဲမှုကို တိုက်ဖြတ်ပေးတယ်ပြီးတော့ မို့ဘိုးမောင်းဝေရောက်ခြင်းတွေကိုတိုက်ဖြစ်ဖို့နဲ့ပဋိတိယတွေကိုတက်ဖြစ်တဲ့အတွက်ကြောင့်မို့ဒီအေးမီဂျန်နဲ့ကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။ပြီးတော့လေချောင်းရရချင်းကိုလည်းဂျင်နတစ်စ်စာငုံချင်းပြင်ပေါ့နော်။ဂျင်နတစ်စ်စာငုံချင်းပြင်တက်တာမှုရစေနိုင်မှာပဲဖြစ်ပါတယ်။နမခွန်ကတော့ပန်းနာရင်ကျက်ယောဂရှိသူတွေအတွက်တဖက်တလန်းနဲ့ကုညီပေးမဲ့စေတမျိုးပဲဖြစ်ပါတယ်။ပန်းနာရင်ကျက်ကအသက်ရှူရခက်ခဲစေတဲ့နာတာရှိအဆူယောဂတစ်မျိုးလည်းဖြစ်ပါတယ်။ ကျွန်တော်ဒီဂျင်းထဲမှာတွေ့ရတဲ့ဂျင်ဂျရိုဟာဘန်နာရင်ကျရှိသူတွေအတွက်ပေါ့နော်အစုတ်သေးကလေပြိုနေရဲ့ကြွက်သားတွေကိုပြေရှို့စေပြီးတော့ကြောင်ရမှုကိုချော့ချပေးတယ်ပြီးတော့ဘန်နာရင်ကျရှိသူတွေအတွက်အသက်ရှူရလာလဲပုံပုံလွဲကူစေတာပဲဖြစ်ပါတယ်အစုတ်သေးကတလိထိုးလုံးမှုကိုလည်းရှင်းချပေးနိုင်လို့မို့ဗန်နိုင်ချင်းချင်းရှိသူတွေအနေနဲ့ပုံမှန်စားသုံးပေးတဲ့အရာလေးဖြစ်ပါတယ်။နမရှင်နေနေရတော့စီတိုယောဂရှိသူတွေအတွက်သွေးရည်နှချတတ်မြမမှုကိုအထင်းချင်းပေးခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဂျင်နတစ်စစ်စာ ပုံမှန်စာသုံးပေးခြင်းဖြင့်စီချိုယောဂပြောရရင်အမျိုးအစားနှင့်စီချိုယောဂရှိသူတွေအတွက်ကတော့ဂလူးကိုပမာနာကိုရှင်းချပေးနိုင်တယ်လို့သိရပါတယ်။ပြီးတော့ဒီဂျမ်းမာပါဝင်တဲ့ဂျင်ဂျာရောနဲ့ရှောဂါရောလို့ဒရပောင်းတွေကပန်ခရီးယက်တနည်းပြောမယ်ဆိုလို့ရှင်တော့မုန်ချိုအိတ်ကနေအင်ဆူလင်ပုံမှန်ထုတ်လို့ဖို့နဲ့အင်ဆူလင်တုံ့ပြန်မှုကိုကောင်းမွန်စေဖို့လှမ်းဆောင်ပေးတဲ့အတွက်ကြောင့်စီချိုရှိသူတွေအတွက်ဒါစာသုံးပေးတဲ့အခြေအနေလေးဖြစ်ပါတယ်။ ။အမှန်ကိုချက်ကတော့ဗောနော်ဒီကျွန်တော်တို့အသက်ကြီးလာတာနဲ့မြန်အန်ဇမန်ယောဂါဖြစ်နိုင်ခြေကိုရှင်းချပြနိုင်ခြင်းပဲဖြစ်ပါတယ်။ဂျင်းနဒစ်စာစာတောင်းပေးခြင်းဖြင့်အနုတ်ထဲမှာရှိတဲ့အန်ဇိုင်းမယောဂါဖြစ်စေတဲ့အစီတန်းစုပုံမှုတွေဖွင့်တည်မှုကိုတားဆီးပေးခြင်းဖြင့်အန်ဇိုင်းမယောဂါဖြစ်နိုင်ခြေကိုရှင်းချပေးနိုင်ပါတယ်။အဲ့ဒီပြင်ဂျင်းထဲမှာရှိတဲ့ဂျင်ဂျာရောတောပေါင်းကအနုတ်ထဲမှာရှိတဲ့တတုပစ္စည်းတွေကြောင့်ဖြစ်တဲ့ဒီအောက်ဆီဒက်တစ်စတလို့ခေါ်တဲ့ဖီဇီမှုကိုလည်းရှင်းချပေးနိုင်လို့မို့ဂျင်းဟာ စီဝါတစ်ခုအနေနဲ့နည်းငယ်သာတောင်းသင့်တဲ့အရာလေးဖြစ်ပါတယ်။နံပါတ်၁၀အချက်အနေနဲ့ကတော့အယိုးစင်းရောင်ခြင်းအယိုးစင်းနာခြင်းကိုတတ်တာစီမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့အသက်ရွင်ကျင်းရင်းမှုနဲ့ဆက်ဆက်နေလေးရှိတဲ့အယိုးစင်းရောင်ရမ်းခြင်းအိုရီလို့ခေါ်တဲ့ osteoarthritis ပေါ့နော်ပြောရရင်အယိုးစင်းနာခြင်းဝေဒနာကိုခံစားနေရနေဆိုလို့ရှိရင်တော့ကျွန်တော်တို့ ရောင်ရမ်းနာကျင်တဲ့တံကိုချော့ချပေးဖို့အတွက် NSAID လို့ခေါ်တဲ့အကိခဲပျောက်ဆေးတွေကိုကျွန်တော်တို့သုံးဆောင်လေးရှိပါတယ်။ဒါပေမဲ့ဒီပေါ့နော်ဒီအကိခဲပျောက်ဆေးတွေကိုကြာရှည်စွာအသုံးပြုမယ်ဆိုလို့ရှိရင်တော့ဘေးတွေဆိုးကျိုးတွေများစွာရှိပါတယ်။အဲဒီစားရိုးစစ်နာကျင်ခြင်းခံစားနေရတဲ့သူတွေအနေနဲ့ကတော့ခြင်းကိုဒီပုံမှန်အနေငယ်စားသုံးပေးခြင်းဖြင့်ဘေးအန္တရာယ်ကင်းရှင်းတဲ့တတရာရစေမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ခြင်းလက်တစ်စစ်စားပုံမှန်စားသုံးပေးခြင်းဖြင့် ကြောက်ကင်းစေမဲ့ယောဂလက္ခဏာတွေကိုသိပြီးဆိုလို့ရှိရင်ဘလို့ချိန်မှာဂျန်းကိုရှောင်ကျင်းတင်တယ်ဆိုတာကိုဆက်လက်ကြည့်လိုက်ကြရအောင်ဒါသတိထားမယ့်အချက်တွေပဲဖြစ်ပါတယ်ဂျန်းကတွေးကြည့်စေတဲ့တဘာဝကွန်တက်တီရှိတယ်ဒါကြောင့်မို့အခုဖော်ပြမယ့်အခြေအနေတွေရှိနေဆိုလို့ရှိရင်တော့ဂျန်းကိုသတိထားပြီးတော့သုံးဆွဲတင်ပါတယ်ပမာဏများများမသုံးဆွဲတင်ပါဘူးအမတေကတော့တွေ့ကျေးစေးတောက်သွင်းနေရတဲ့သူတွေပဲဖြစ်ပါတယ်။တွေ့ကျေးစေးတွေတောက်သွင်းနေရတဲ့သူတွေဟာဂျင်းကိုများများစားသုံးမိမယ်ဆိုလို့ရှင် သွေးပိုပါစေပြီးတော့သွေးထွက်လွန်နိုင်ခြင်းမြင့်တက်သွားစေနိုင်လို့ပဲဖြစ်ပါတယ်။နံပါတ်2ကတော့သွေးမတိတ်ယောဂါရှိတဲ့သူတွေပဲဖြစ်ပါတယ်။သွေးခဲဖို့ခက်ခဲတဲ့ယောဂါရှိသူတွေကလည်းအချင်းဝန်ရှောင်ကျင်တင်တာပဲဖြစ်ပါတယ်။နံပါတ်3ကတော့စီးကြိုသွေးကြိုယောဂါရှိတဲ့သူတွေသူတစ်ပြင်းကတော့ကျွန်တော်တို့ဒီဆေးတုံနေရတဲ့သူတွေပေါ့နော်။ဆေးကတော့တောင့်နေရတာပဲ။ဒါပေမဲ့ဂျင်းစားသုံးမှုနဲ့ကပ်ပြီးတော့ဆေးကိုတောင့်မယ်ဆိုလို့ရှင်တော့ ကျွန်တော်တို့ဒီသွေးပေါင်းခြင်းကိုလုံမင်းကြားနေတဲ့အတွက်ကြောင့်မဖြစ်ပါရယ်။ဘာကြောင့်လဲဆိုတော့ဂျင်ကအင်ဆူလင်ကိုအားပေးတယ်လို့သွေးရင်းကြားချက်ကိုလည်းကြားနေတဲ့အတွက်ကြောင့်မို့အင်ဆူလင်ထိုးသွင်းတဲ့သူတွေနောက်တစ်ခုကအင်ဆူလင်တောက်သွင်းနေရတဲ့သူတွေမှာစီကြောရမ်းကျသွားနိုင်ခြင်းရှိလို့မပဲဖြစ်ပါရယ်။အဲဒီအတွက်စီကြောဆေးတောက်နေရတဲ့သူတွေအနေနဲ့ဂျင်ကိုအချိန်ချပြီးမှပေါ့နော်ပမာဏနည်းငယ်သာ စားသုံးပေးတယ်ပါရယ်။ဒါမဲ့လေးရောသွေးပေါင်းကြားဆေးတောက်သွင်းနေရတဲ့သူတွေပဲဖြစ်ပါရယ်။ ကျင်းကအသွေးပုံကလည်းကြာစင်နိုင်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီ beta blocker လို့ဈေးတွေစီစီစားတွေပေါ့နော်အသွေးပုံကြာစီတွေတောက်တော့နေရတဲ့သူတွေမှာအသွေးပုံအရင်ကြောက်သွားနိုင်တယ်ရှိလို့မို့တကယ်လို့စားသုံးမယ်ဆိုလို့ရှိရင်လည်းပမာဏအနည်းငယ်ကိုဒီခုတောက်နေတဲ့ဈေးဝါတွေနဲ့အချိန်ချပြီးမှတောက်သုံးသင့်ပါတယ်အမှန်ငါကတော့သေးချေအိမ်မှာကြောက်တယ်တဲ့သူတွေပဲဖြစ်ပါတယ်ပြောရရင်တော့ကြောက်အကြီးစားရှိတဲ့သူကိုဆိုလိုခြင်းပဲဖြစ်ပါတယ် ကျင်းကတေးကျေအိကိုလှမ်းဆော်ပေးတဲ့အတွက်ကြောင့်မို့ကြောက်တဲ့ထားသူတွေမှာတေးကျေအိမှာကြောက်တဲ့သူတွေအနေနဲ့သတိထားမယ့်အချက်လေးဖြစ်ပါတယ်။ကျွန်တော်ဒီတစ်ပတ်မှာပြောပြတဲ့အကြောင်းအရာလေးကတော့ကျင်းစားသုံးမှုကနေရရှိလာမယ့်အကျိုးကျေးဇူးတွေနဲ့ဘလို့ချိန်မှာရှောင်ကျင်ရမလဲဆိုတဲ့အချက်တွေကိုဘိုးသူသားအနေနဲ့ပြောပြပေးခြင်းပဲဖြစ်ပါတယ်။ကျွန်တော်ပြောပြတဲ့ဗီဒီယိုဖိုင်လေးတွေကိုနားထောင်ပြီးတော့ကြာတော့ဂျာမားရဲ့အကျိုးကျေးဇူးစုံတရားရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ ကျွန်မရဲ့အကျိုးကျေးဇူးဆောင်တရားရရှိခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့အတိုင်းထက်လွန်ဝန်းသာပီတိဖြစ်မိမှာပဲဖြစ်ပါတယ်။ကျွန်မ၏ဘုသူသားတွေတို့ဘွားပြီးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနေကြပါစေ။